ဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းချင့်နေတဲ့အချိန်ကာကလာတော့ကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတောထဲမှာနေတယ်အဝတ်မို့အဖူအဲ့ဒီအချိန်ဝိလစ်စလက်နေတယ်လူသံခြေသံကြားလိုက်တာနဲ့လက်ကနဲ့ပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တောထဲမှာဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခင်းတဲ့အချိန်လေးဖြစ်ဘာစားလဲလို့ဆိုတော့ တောဝမှာတောဆက်မှာနွားချံနေပါလေလာလောက်ထားနွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုံးမှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုံးလို့ရတာဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုံးပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တဒီပတိ အသိဉာဏ်နဲ့ဆင်းလင်းစားကြည့်ပြီးဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကဉာဏ်နဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုံးချီအောင်ရောက်အောင်ချင်းလိုက်တော့ဘာတွေးမိလာတော့ဆိုရင်လောကမှာသူလောင်းအပင်ပန်းခန္ဓာချင်းတဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘု து အောင်မှာငါမရောက်ဘူးဝီရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့ မရတာထောက်လို့ရှိရင်တိယာအညောမက်ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူဒီကြိုးပမ်းအထောက်အကူနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာ